မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အရှိလေဝေလိုင်းတွေဝေရောက်လာနိုင်တာကြောင့်ဖြစ်ပေါ်လာတဲ့မိုးကြီးမဲ့ဒရီပေးချက်ငါးကကြီးခါခွေ2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်မေလ19ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်7နာရီခွဲချိန်နောက်ဆုံးရရှိတဲ့ချော်လက်တေရအရှိဘက်ကလာတဲ့ရုတ်တရက်ဝေရောက်လာနိုင်တဲ့လေဝေလိုင်းတွေကြောင့်လာမယ့်မေလ24ရက်နဲ့25ရက်နေ့တွေမှာတော့တပြည်လုံးမှာနေရာစိစိကနေနေရာအနှံ့ပြ မိုးထချုံရွာသွန်းပြီးတော့နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရီတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊တရိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးမူကြီးတာ၊ပြည်စည်းနဲ့တာမိုးချိန်တာမိုးသီးကြွေတာမိုးကြိုးပြစ်တာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်အဆိုပါရက်တွေအတွင်းမှာမိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာနဲ့ လေပြင်းတိုက်ခတ်တာတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံတွေ၊သစ်ပင်သစ်ကိုင်းတွေ၊ဖိုင်ဘာလိုင်းတွေ၊လျှက်စစ်တာအားလိုင်းတွေပြိုကျရိုင်နေတာ။စတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကွန်ပျူတာနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးဖြစ်တာနဲ့မြေပြမှုအန္တရာယ်ကိုလည်းကောင်းမြမကန်ရန်တရှောင်းမြင့်ငယ်ချောင်းငယ်အနေနဲ့မြေတွေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်လျှက်တဲ့ပြည်ရေကြီးရေရှမ်းမှုအန္တရာယ်တွေကိုလည်းကောင်းကြိုတင်သတိပြုဖို့နဲ့စိုက်ပျိုးမှုရေတောင်းတွေပါဝင် ပြည်တွင်းလေကြောင်ပြန်တက်ရင်ပြည်တွင်းရေကြောင်သွားလာရင်မြမကဲရဲတက်လျှောက်နေကန်းတော်ပင်နေပြမှာရှိရဲ့ကန်ဒီကန်ဝင်ငါးပန်းရရင်လေသင်းမော်တွေဆက်လေတွေအနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့အသိပေးနှုံဆော်လာတာဖြစ်ပါတယ်။ဒါအပြင်မိုးကြီးမဲ့သတိပေးချက်မှတ်စဉ်၁၂မြင်းဆောင်၂025ကိုထုတ်ပြန်ပေးပါမယ်။၂၀25ခုနှစ်မေလ၁၈ရက်နေ့မြမစံတော်ချိန်ညနေ9:00နာရီခွဲချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြမစံတော်ချိန်ညနေ4:00နာရီခွဲချိန်တိုက်ထွားချက်တွေရကပ်လီပြလဲပြင်းနဲ့ဘင်လာပင်တွေကိုတောင်းပိုင်းနေမှာ လေရုပ်ငြိမ်သက်မှုတွေဖြစ်ပေါ်လာတဲ့အကြောင်း၎င်းမုတ်တုံတွေဆက်လက်ဝင်ရောက်လာနိုင်တာကြောင့်၎င်းအပူပြတ်တဲ့တိမ်တွေဖြစ်ထွန်းမှုအကောင်းတာကြောင့်၎င်းဒီနေ့ညနေကနေ20ရက်5လ2025အတွင်းမှာတော့နေပြီးတော့ရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဝိုးတိုင်းဒေသကြီးဝေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး AR တိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစစ်စစ်ကနေနေရာအနှံ့ပြမုတ်တေကြောင့်ရွာသွန်းပြီးတော့နေပြီးတော့ ရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအီရဝေတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသည်တန်စွာရွာသွန်းတာနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ကြုံတာ၊မိုးကြိုးပြေတာ၊လျှက်စီလက်တာနဲ့မိုးသည်ကြွေတာ၊လျှက်ရွယ်ရေကြီးတာစတဲ့တမောဝဘေးရနယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ုမြင့်ဒေသအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြေငယ်ချောင်းကနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုအန်နဲ့တရေပြူရှောင်ရှားသွားလာကြဖို့ပြည်ရင်းရေချောင်းသွားလာရင်နေချောင်းပြန်တဲ့အနေနဲ့လည်းကြိုတင်တရေပြူနိုင်ဖို့အသိပေးလို့ဆိုလာတာဖြစ်ပါတယ်။ဒါ့အပြင်မုတ်တုံလေးလမ်းကြောင်းပြောင်းလဲတာကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့မြဝကျုံပေါ်ဒေသတွေမိုးရဲညနေပိုင်းမှာမိုးရွာသွန်းမှုပုံများနိုင်တဲ့ကြောင့်ဖော်ပြပေးပါမယ်။ ။လေကြောင်းမှုလို့သာဥဝေဖြူဟန်ကတော့19ရက်5လ2025ရက်နေ့ဒီနေ့မနက်7:00နာရီ9ရက်စီပါဟုလို့ထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့တနင်္လာရီတိုင်းဒေသကြီးမုံပြည်နယ်၊ကရင်ပြည်နယ်မြို့ဝကျောင်းပေါ်ဒေသတွေဖြစ်တဲ့အေရရီတိုင်းရောက်တိုင်းဒေသကြီးနဲ့ဘိုးတိုင်းဒေသကြီးတွေမှာနေရာစိစစ်မှုရတော့ပါမယ်။စကိုင်းတိုင်းဒေသကြီးအောင်ပိုင်းနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်း၊မန္တလေးတိုင်း ဒေသကြီးအထက်ပိုင်းနဲ့အောက်ပိုင်းကယားပြည်နယ်မှာတော့နေရာကျကျမှုရသွားပါမယ်။ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ကျမှုရသွားပါမယ်။ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်တင်းတဲ့ဖြစ်ထွန်းပါမယ်ရှင်။ဆက်လက်ပြီးတော့ရသရဘတ်မူလသားခမှန်းချက်ကိုဖော်ပြပေးပါမယ်။ဒီတစ်ပတ်အတွင်းကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်နယ်အော်မှာလက်ပြီးအားနဲ့ရောင်းတဲ့ခြင်းဖြစ်ပေါ်ပါမယ်။မိုးချင်တွေကတော့နေပြီးတော့စကိုင်းတိုင်းမန်လေးတိုင်းရောင်းတိုင်းအေရာတိုင်းပဲခူးတိုင်း ကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရနီပြည်နယ်မှာတော့နေရာအနှံ့အပြားကိုထိကျုံရွာသွန်းပြီးတော့မကွေးတိုင်းသတင်းရာရေးတိုင်းကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာစစ်ဆေးမှုထိကျုံရွာသွန်းပါနေမယ်တချို့ဒေသတွေမှာတော့နေရာခွဲပြီးမှုကြည့်ပါမယ်မုတ်တုံနေတဲဆောင်လာတဲ့ဒီဝေတိုင်းနေနဲ့မင်းရပင်တွေအတွင်ပါရိပအားနဲ့မြောင်တန်းဖြစ်ပေါ်လာတဲ့နေရာခွဲပြီးမှုကြည့်တာရုတ်တရက်ရေလွှမ်းမှုတာဝိုးသီးကြွေတာလျှက်စစ်လက်တာနဲ့မိုးကြိုးပြစ်တာစတဲ့ဘေးရနေနေဖြစ်ပေါ်နိုင်တဲ့အတုသက်ပြင်ငလင်ဘေးတဲ့ဒေသတွေမှာတော့မုတ်တုံမှုကြောင့်မြေကျော်တာ မြည်ပြတာနဲ့ရိုင်းနေနေတဲ့အစာအုံတွေပြိုကျတာတွေရှိပေါ်နိုင်ပါတယ်။မြေပူချိန်တွေကတော့မြန်မာနိုင်ငံတွင်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းပါမယ်ရှင်။ဆက်လက်ပြီးတော့မေလ19ရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာမိုးတုံတွေအားသက်တဲ့ရှိပြီးတော့တိမ်သင့်တဲ့ကတွေတည်ယူရပါတယ်။ပင်လယ်ပြင်ခြေနေကတော့တရနာရီကံရရခိုင်ကံရမိုးဒမကွေနဲ့မြို့ဝချုပ်ပေါ်ဒေသတွေမှာတော့လေဟာအနောက်နောက်တောင်ဘက်ကနေတရနာရီကို15မိုင်ကနေ25မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းသင့်တဲ့ရှိပါမယ်။ မိုးကြိမ်တွေကတော့နေပြည်တော်စကိုင်းတိုင်းအောင်ပိုင်းမန္တလေးတိုင်းဒရင်နာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရှိပိုင်းနဲ့တောင်ပိုင်းခရစ်နေပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်မှာတော့နေရာအနှံ့ရောင်ဝဲကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းထပ်ပိုင်းရန်ကုန်တိုင်းအရာရီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာစိတ်ဆင်မိုးတကြုံရွာသွန်းပြီးမကွေးတိုင်းမှာနေရာကွက်ကြားမှုတစ်ကြုံရောပါမယ်။နေဦးခြင်းကတော့မရင်ကုန်တလုံးမှာပုံမှန်ပူချိန်တက်ကြဆင်းပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်းမေလ20ရက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်ပင်လယ်ပင်တော်ချင်းတွေကကပလီပင်လယ်ပင်နဲ့ပင်လယ်ပင်တော်မှာမုတ်တုံလေးအားတင်းနေရှိပြီးတော့တိန်တင်းတဲ့ကနေတင်းဦးတတ်ပါမယ်ပင်လယ်ပင်ချင်းတွေကတရနိုင်ကရရခိုင်ကရမုတ်မကွေနဲ့မြဝချုံမဒေသတွေမှာနေရာနောက်နောက်တောင်ဘက်ကနေတရနိုင်ကို15မိုင်ကနေ25မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းတင်းတဲ့ကနေလိုက်ကြည့်ပါမယ်မိုးချင်းတွေကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းတရနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ခရီးပြည်နယ်ပြည်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆင်းဆင်းနဲ့မိုးထစ်ချုံရွာပေါ်ပါမယ် ရောင်းတိုင်းပကိုးတိုင်းရှမ်းပြည်နယ်ရှိပိုင်းနဲ့မြောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာကျဲကျဲမိုးတကြုံရွာသွန်းပြီးတော့ ARD တိုင်းနဲ့မကွေးတိုင်းမှာတော့နေရာကွက်ကြားမိုးတကြုံရွာပါမယ်။နေဦးရင်ကတော့မနိုင်ငံတော်ကတော့မှပုံမှန်အမှုကျင်းထက်ကြာစင်ပါမယ်ရှင်။ဆက်လက်ပြီးတော့အင်ဒိုနီးရှားမိတောင်ပောက်ကွဲမှုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်တဲ့အကြောင်းဖော်ပြပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံမှာတရက်ပတ်ကုန်ပိုက်က၈ချိန်တိုင်ပောက်ကွဲခဲ့တဲ့ လီယိုတီဗီလာကီလာကီမီတောင်နဲ့ပတ်သက်ပြီးတော့သတိပေးချက်စဉ်ကိုအမြင့်ဆုံးတိုးမြင့်လိုက်တယ်လို့တာဝန်ရှိတဲ့သူတွေကဆိုပါတယ်။နိုင်ငံရေးရှင်ပါဖရက်ကျုံမှတည်ရှိတဲ့ဒီမီတောင်ကတော့တနင်္ဂနွေနေ့ကလေးကအမြင့်3မီတာကနေ9.5ကီလိုမီတာထိမြင့်တက်ပြီးတော့မီတောင်ပြားတွေမှုထုတ်ခဲ့ပါတယ်။ငနေဌာနရဲ့လီလာအကဲပြတ်မှုတွေကမီတောင်ရဲ့လှုပ်ရှားမှုမြင့်တက်နေတဲ့အတွက်မနေ့ည7:00ကစလို့သတိပေးချက်ကိုတိုးမြင့်တာလို့ဆိုပါတယ်။ ဒီမနက်မှလည်းပဲမီးတောင်ဟာထပ်မံပေါက်ဖွဲခဲ့ပြီးတော့အမြင့်တေးသမာ2ကီလိုမီတာအထိမီးတောင်ပြားတွေဖုတ်ထုတ်ခဲ့တယ်လို့မီးတောင်ဌာနကထုတ်ပြန်ပါတယ်။မီးတောင်ကနေ6ကီလိုမီတာပတ်ပတ်လည်မှာအန္တရာယ်ရှိပြီးမိုးသက်တမ်းစွာရွာသွန်းမှုတွေကြောင့်မီးတောင်ဝါကနေချော်ရဲမှုတွေစီးကျလာတဲ့အန္တရာယ်ကိုလည်းသတိပေးထားပါတယ်။လက်ရှိမီးတောင်ပေါက်ကွဲတာကြောင့်ဒေသခံတွေကိုဘေးရောရွှေပြောင်းတာနဲ့လေရင်ကင်းစင်ဖြစ်သိမ်းရတာတွေမရှိသေးဘူးလို့ဒေသန္တရတောင်ရှိတဲ့သူတွေကဆိုပါတယ်။မက်ခ်အတွင်းကလည်းဒီမီးတောင်ပေါက်ကွဲတာကြောင့်ဩစတြေးလျဂျက်စတာလေကြောင်းလိုင်းနဲ့ကာတာလေကြောင်းလိုင်းပါဝင် ဘာတွေကိုပြန်တမ်းမယ်လေရင်ခင်းစင်တွေကိုဖျက်သိမ်းရပါတယ်။အင်ဒိုနီးရှားနိုင်ငံကတော့ပစိဖိတ်ငလျင်ကျော်ကြီးမှာတည်ရှိပြီးတော့ငလျင်လှုပ်ခတ်မှုတွေနဲ့မကြာခဏရင်ဆိုင်နေတဲ့နိုင်ငံဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာမှာလည်းပဲမီးတောင်ပေါက်ွဲတာကြောင့်လူ9ယောက်ထပ်မံနဲ့သေဆုံးပြီးတော့ထောင်ထဲကြီးပြေလို့ရရှိပြောင်းခဲ့ရပါတယ်။ဆက်လက်ပြီးတော့တင့်မြင့်တူပြီးပြန်လာတဲ့အမျိုးသားတအုပ်မျိုးချုပ်ပြစ်ခတ်ရတဲ့အကြောင်းဖော်ပြပေးပါမယ်။စကိုင်းတိုင်းရင်းပါပဲမြို့နယ်အောင်ချမ်းအင်းရွာက တင့်မြတူပြင်လာတဲ့အမျိုးသားတအုံမေလာဆောက်ခရရဲ့ညနေပိုင်းမှာမိုးကြိုးအပြစ်ခံရပြီးသေဆုံးသွားတယ်လို့ဒေသခံတွေထံကသိရပါဗျ။အသက်33နှစ်အရွယ်ကိုချစ်ကိုကကတော့လုံးဝကိုက်ပတ်သုံးဦးနဲ့တင့်မြတူရကနေရွာကိုချင်းလင်းပြင်လာချိန်လမ်းမှာမိုးကြိုးအပြစ်ခံရပြီးသေဆုံးခဲ့တာပါ။ကြားကလေးကသူရော၃ယောက်လုံးနေကြတာသူကကြတော့တစောင်းမှောက်ကြတာဟိုကောင်တွေကပက်လက်လန်တာ ကျွန်တော်ကတော့ကုန်းကုန်းလေးပဲဘာမှမမြင်ရတော့ဘူးလူကထုံကျင်းသွားပြီသူ့ကိုနှိုးတဲ့အချိန်ကျနှိုးလို့မရဘူးဟန်ဆောင်နေတာမှဆိုပြီးတော့လက်နဲ့ပုတ်ပြီးနှိုးတဲ့အချိန်ထပြီးမျက်လုံးကတော့မျက်တောင်ခတ်တယ်ဗစက်သေးကသွေးတွေထွက်လာပြီလို့အတူပြန်လာတဲ့လက်ဖော်ကပါကဆိုပါတယ်ကိုချစ်ကိုကတော့အလဲတန်းနဲ့မူလာတန်းအရွယ်သမီး၃ယောက်ရှိပြီးတော့သူ့အမျိုးသမီးကတော့နာဂဒေတာကိုရောက်နေတယ်လို့သိရပါတယ်ကိုချစ်ကိုကိုရဲ့စာပနာကိုတော့ဒီနေ့နေခဲ့မှပြုလုပ်မယ်လို့ကုညီဆောင်ရဲ့နေသူတွေကဆိုပါတယ်ပြီးခဲ့တဲ့မေလ၁၇ရက်နေ့ပိုင်းကလည်းမကွေးတိုင်းမြို့သိမ်းမြို့နယ် တလုံးပင်အောင်ဆိုတလုံးပင်ကြည်ွားမှာမြို့သားငါးဦးမိုးကြိုးထိမှန်ပြီးအဲ့ဒီထဲကနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့လူမှုကွန်ရက်ကယ်ဆယ်ထုတ်ပေးသူတွေထံကသိရပါဗျ။